မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘုသူတည်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ10ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စင်တိုင်းချစ်ရှုသူအားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ဂျေဇုတင်ပါရစေ။နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ ကျေးဇူးသူအားလုံးကိုကောင်းချီးပေးပါရယ်နေ့ရက်စင်တိုင်းနှစ်ဝတ်တော်တရားတော်ကို나ယူခံယူလိလာစင်ကျင်သောအားဖြင့်နှစ်ဝတ်တော်အားဖြင့်စုံနေတဲ့ကောင်းချီးဖြာဖြာသည်နေ့စဉ်ကျေးဇူးသူအားလုံးပေါ်တက်ရောက်စေပါအခုလေကျွန်တော်ပြောခြင်းထက်ကိုတော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါရယ်ဖျာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်တို့ ခေါင်းစဉ်တစ်ခုနားထောင်နေပါလေအဲ့ဒီခေါင်းစဉ်ကတော့ဘာလဲဆိုတော့ယေရုရှလင်မြို့ဤအခြားအမိများအဲ့ဒီခေါင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်အဲ့တော့ချမ်းစာရဲမှာယေရုရှလင်မြို့ရဲ့အခြားအမိတွေအများကြီးရှိတယ်အဲ့ဒီထဲကနေကျွန်တော်12ခုနားထောင်တာဒီကနေ့ဆိုကျွန်တော်12ခုမြောက်ကိုရောက်ပြီဖြစ်တယ်အဲ့တော့ယေရုရှလင်မြို့ရဲ့အတိတ်ဘယ်ကငိန်သက်ချင်းဤမြို့တော်ငိန်ဇန်းစွာတည်ထောင်ခဲ့သည်လို့အတိတ်ဘယ်ရတယ် the city of peace founded in peace လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီယေရုရှလင်မြို့ဟာငြိမ်သက်ခြင်းမြို့တော်ငြိမ်ချမ်းစွာတည်ထောင်ခဲ့သည်လို့ပြောတော်ညာလေခေတ်ဆက်ဆက်မှာအမျိုးမျိုးသောနောက်ဆက်ညှင်းဆဲခြင်းတွေဖြစ်စည်းခြင်းတွေဒုက္ခပီးခြင်းတွေအများကြီးခံစားခဲ့ရတယ်။ယနေ့တိုင်အောင်လေယေရုရှလင်မြို့ဟာအခက်အခဲတွေနဲ့ရင်ဆိုင်ရစေဖြစ်တယ် ယခုလက်လောမှာလေကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမီးဘီးနဲ့ကြုံရတာဖြစ်တယ်။သို့တော်များလေယေရုရှလင်မြို့ကဖိယသခင်ရဲ့ကောင်းကြီးရှိတဲ့မြို့ဖြစ်တဲ့အခါဒီမြို့မှာကိုကကောင်းကြီးမင်္ဂလာပြန်ခံစားရမယ်ဆိုတာတမန်ချမ်းစာပြန်ဖော်ပြထားတယ်။အသေးချဖော်ပြထားတယ်။ဒါခေတ်ဆက်ဆက် property လေးပြောထားတယ်။တကယ်လေးပြည်စုံတာဖြစ်တယ်။တောင်ယေရုရှလင်မြို့မှာအချားမီတွေအများကြီးရှိတယ်။အဲ့ဒီကနေကျွန်တော်12ခုနားထောင်နေတာ။ နံပါတ်1ပထမတစ်ခုကတော့ဒီနေ့ကတော့12ခုမြောက်ကိုရောက်ပြီတောင်ကျောင်းဒီသင်္ကန်းစာနေကုန်းချုပ်မှလည်းဖြစ်တယ်လို့နံပါတ်1ပထမတစ်ခုကတော့ဗာလဲရှာလင်မြို့လို့ယေရုရှလင်မြို့ကိုခေါ်တယ်86ခုမြောက်သောဆာလံပိုက်ငယ်နှင်းကပောက်ချန်ကန်းကြီး14အငယ်18က20အထိဖိုင်တွေ့ရမယ်နံပါတ်2ကတော့သစ္စာစောင့်တဲ့မြို့လို့ခေါ်တယ်ဟေရှာနဂရီချန်ကန်းကြီး1အငယ်26ကိုဖိုင်တွေ့ရမယ်နံပါတ်3ကတော့ငန်တက်သက်တော်သူဟေရှာ62အငယ်4ကိုဖိုင်တွေ့ရမယ်နံပါတ်4ကတော့ထာဝရဘုရားကြီးပတ်လည် ယေရိနာကတိကျမ်းခန်းကြီး3အငယ်16ကိုဖတ်ရင်တွေ့ရမယ်။နံပါတ်5ကတော့ဇီအုံမြို့56ခုမြောက်သောဆာလံပိုင်ငယ်2ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်။နံပါတ်6ကတော့ငါတို့ဖီးယားသခင်အိမ်မြို့58ခုမြောက်သောဆာလံပိုင်ငယ်1ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်။နံပါတ်9ကတော့တမာမြို့ဇာခရီနာကတိကျမ်းခန်းကြီး8အငယ်3ကိုဖတ်ရင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နောက်နံပါတ်4ကယေဟောဝါရှမာအမည်ရှိသောမြို့ယေဟောဝါရှမာဆိုတာထာဝရဖီးယားစူးစံသည်လို့အဓိပ္ပာယ်ရတယ်။ ရေစီလ48အငွေ35ကိုဖိုင်ကျွန်တော်တွေ့ရမယ်။နောက်တစ်ပတ်9ကတော့အရီလမြို့အရီလရဲ့အတိတ်ဘေးကဖိယသခင်ခြံသိလို့အတိတ်ဘေးရတယ်။ဒါလေးကျွန်တော်တို့ဟေရှာ29အငွေ1ကိုဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နောက်နံပါတ်10ကသန့်ရှမ်းသောမြို့ Holy City ဟေရှာ92အငွေ1ကိုဖိုင်တွေ့ရမယ်။နောက်နံပါတ်17ကတရားသောမြို့ဧရှာတဲ့အငွေ26ကိုဖိုင်ကျော်တွေ့ရမှာဖြစ်တယ်။ဒါဒီကျော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်။ ဒီကနေ့ကတော့နံပါတ်7နောက်ဆုံးတစ်ခုကတော့မဟာမင်းကြီးဤမြို့တော်မဟာမင်းကြီးဤမြို့48ခုမြောက်သောဆာလံပိုက်ငယ်2ကိုဖိုင်ချတွေ့ရမယ်အဲ့တော့ယေရုရှလင်မြို့ဆိုတာမဟာမင်းကြီးရဲ့မြို့တော်လို့လည်းခေါ်ပါတယ်ကဲအဲ့တော့ကိုချမ်းစာမှာ48ခုမြောက်သောဆာလံပိုက်ငယ်2မှာဒီလိုရေးထားပါတယ်မြေကြီးတစ်ပင်လုံးရှင်လန်းရာဇီးအောင်တောင်ထိပ်သည်အစင်းလှပြီး မြောက်မျက်နာဘတ်၌မဟာမင်းကြီး၏မြို့တော်သည်တည်၏အာမင်အဲ့တော့ကျမ်းစာထဲမှာယေရုရှလင်မြို့ဟာဇီးယုံမြို့လို့လည်းခေါ်သလိုမြောက်ဖက်အရက်မှာရှိပြီးမဟာမင်းကြီးရဲ့မြို့တော်တည်တယ်လို့ခေါ်ခြင်းခံရအောင်စရာကောင်းတယ်တောင်ဒီယေရုရှလင်မြို့ဟာထူးခြားတဲ့မြို့ဖြစ်တယ်အဲ့ဒီမြို့ဟာ မြို့တော်ဟာမဟာမင်းကြီးရဲ့မြို့တော်လို့ခေါ်ခြင်းခံအဲ့ဒီမဟာမင်းကြီးဆိုတာဘသူပြောတာလဲဖယားသခင်ပြောတာအဲ့တော့မဟာဆိုတာကနားလည်အောင်ပြောရင်ကြီးမြတ်ခြင်းကြီးမြတ်ခြင်းဟောကြီးမြတ်တဲ့မင်းကြီးဆိုတာဘသူပြောတာဖယားသခင်ပြောတာတောင်ဖယားသခင် မြို့တော်ဒီဂျေရုဆလင်ဖြစ်တယ်ဟောဖယားသခင်မြို့တော်ဂျေရုဆလင်ဖြစ်တယ်ဆိုကြတဲ့က ဒီမြို့တော်ကဘုရားသခင်နဲ့ဆိုင်တဲ့ကြောင့်ဘုရားသခင်ရဲ့တာဝန်ယူခြင်းရှိဘယ်လိုလဲဆိုသူနဲ့ဆိုင်တဲ့မြို့ဖြစ်တယ်။ဟောဒီကနေ့ကျွန်တော်သက်တာလေဘုရားသခင်လို့ပြောရင်ဘုရားသခင်နဲ့ဆိုင်တဲ့အသက်တာဖြစ်တဲ့ကြောင့်ဘုရားနဲ့ဆိုင်တဲ့အသက်တာနဲ့အသက်ရှင်ဘုရားတာဝန်ယူခြင်းခံယေရုရှလင်မြို့လေဒီသဘောပဲ။ဟောဘုရားသခင်ရဲ့မြို့တော်ဖြစ်တဲ့ကြောင့်ဘုရားတာဝန်ယူတယ်။တော့ယေရုရှလင်မြို့မှာအမျိုးမျိုးသော ဒုက္ခတွေပြဿနာတွေမြင့်မနှိပ်ဆက်ခြင်းတွေဖြိုလဲဖျက်ဆီးခြင်းတွေဟိုနေဘူးကနေစာမင်းလက်ထက်ကလေးကတောက်လျှောက်ရှိခဲ့တာအဲဂျန်နီဒီရှိတာဒါပေမဲ့ဘုရားသခင်ကပြန်လဲကောင်းချီးပေးတယ်။ဘာကြောင့်လဲမဟာမင်းကြီးလို့ခေါ်တယ်ဘုရားသခင်ရဲ့မြို့တော်ဖြစ်နေလို့တောင်းအိမ်မှာနည်းနည်းလေးပြောစရာလေးရှိတယ်။အရင်တော့ဂျူးတွေကဘုရားရှိခိုးရင်သူကတောင်ပေါ်မှာဘုရားရှိခိုးတယ်။ဘာကြောင့်လဲဆိုတော့ဇီယုန်တောင်တို့ဟီရမုန်တောင်တို့ ဒီလိုတောင်ပေါ်ကနေဘုရားသခင်ကကောင်းချီးပေးတယ်လို့သူတို့ဘိုးဘီးတွေကပေါ်ပြခဲ့တယ်တကယ်လဲတောင်ပေါ်တွေမှာဘုရားသခင်ကအံ့ဩဖွယ်တက်တည်ထူခဲ့တယ်ဥပမာဆိုပါစို့ပရောဖက်အီလီယာဆိုရင်ဘာလပရောဖက်450နဲ့ကောင်းငင်ကမိချဖို့ဆုတောင်းတယ်ဘာလပရောဖက်450သူတို့တောင်းတယ်ဒါပေမဲ့သူတို့ထူးမဲ့အရာမရှိဘူးတောင်းသူတို့ရှုံးတယ်ဒါပေမဲ့ဟေရှာယတောင်းတဲ့အခါမှာ sorry အီလီယာတောင်းတဲ့အခါမှာအီလီယာကိုဘုရားသခင်ကထူးတယ်ဗျ ထူးတယ်။ကောင်းရင်မီးကြ။အဲ့ဒီနွားရစ်ပူစော်တဲ့နွားကိုမီးလောင်ပြီးအဲ့ဒီကျုံပပလဲမှာရေဖြည့်ထားတဲ့ရေတောင်ခန်းချောက်အဲ့ဒါဘယ်တောင်မှာလဲကာရမေလာတောင်မှာဒါကြောင့်ဂျူးတွေကအဲ့ဒါဒီကာရမေလာတောင်တို့ဟာဇီအုံတောင်တို့ဟီရမုန်တောင်တို့ဒီတောင်တွေပေါ်မှာဖျားသခင်ရဲ့ကောင်းကြီးရှိတယ်လို့သူတို့ကဝန်ခံတယ်တကယ်လည်းဖျားကောင်းကြီးပြီးတယ် တောင်းတော်ဘုရားရှိခိုးရင်တောင်းပေါ်တက်တက်ဘုရားရှိခိုးတယ်။ဒါဒီ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 ဈာမိုင်းနဲ့ပတ်သက်ပြီးသိသိနာလေးလေးချက်လေးပြပြချက်။နောက်တစ်ရင်ခေတ္တကဂျူးတွေကဘုရားရှိခိုးရင်တောင်းပေါ်မှာတက်ဘုရားရှိခိုးတယ်။ဘာကြောင့်လဲဆိုတော့တောင်းပေါ်မှာဘုရားခေတ္တကကောင်းချစ်ပြီးတယ်။နံပါတ်1ဂျူးတွေကဘုရားရှိခိုးရင်ဂျေရုဆလင်မှာလာဘုရားရှိခိုးတယ်။အဲ့ဒီဂျေရုဆလင်ကဆုတောင်းတော်ဘုရားပူနာညောင်းတယ်လို့သူတို့ကခံယူတယ်။ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးမြို့တော်ဆိုတာဘုရားသခင်ရဲ့မြို့တော်ကဂျေရုဆလင်ဖြစ်တယ်။တော်ဂျေရုရှလင်မှာလာလာပြီးဖျက်ရှိခိုးရတယ်သူတို့ တောင်းသူတို့စစ်တောင်းစရာတွေရှိရင်ယေရုရှလင်မြို့တော်မှာလာတယ်ယေရုရှလင်ရဲ့ဗိမာန်တော်မှာဝဝင်စစ်တောင်းဒါပေမဲ့ခေတ်ဆက်ဆက်မှာဖြိုးဖျက်ချင်းခံရတဲ့အခါမှာဒီယေရုရှလင်ဗိမာန်တော်ကြီးကအခုဘာပဲကြံလဲတတိုင်းပဲကြံတော့တယ်အော်တတိုင်းပဲကြံတယ်တောင်းဂျူရီကပြန်လည်တိဆောက်နိုင်ဖို့စစ်တောင်းလေးရှိတယ်ခေတ်မှာသုံးတတိယချက်ကအရင်တော့ဂျူရီကဖျက်ချိုးရင်တော်တန်လိုက်အိမ်မြောင်ချတယ်ချပြီးတော့မြောက်ဖက်ရက်ကိုကြည့် ုရားသခင်ကဒီမြောက်ဖက်ရမှာရှိတယ်လို့တို့ကယုံကြည်တယ်။အဲ့ဒါအောင်စေကောင်းတယ်။ဒါကြောင့်ခုနဒီကြမိုက်မှာလေးရေးထားတယ်မြောက်မျက်နာဘတ်၌မဟာမင်းကြီးဤမြို့တော်တည်လျက်ရှိ။မြောက်ဖက်ရ။တော့ဂျူလီယာဖျက်ရှိုးရင်တော့မြောက်ရက်ကိုကြည့်ပြီးဖျက်ရှိုးတယ်။တော့ဖျက်ရခင်ကမြောက်ဖက်ရမှာရှိတယ်။တော့ဂျူလီကအရှိတောင်တောင်မြောက်ကိုသူတို့ကောင်းကောင်းခွဲခြားတတ်တယ်။ ဖြတ်ရှိခုရင်ဆိုမြောက်ဖက်ရက်ကိုချိပြီးဖြတ်ရှိခုတာအဲဂျူးရဲ့ထုံးစံတောက်ကဘာမှလည်းဒီမြောက်ဖက်ရက်မှာရှိတဲ့မြို့တွေကထူးထူးခြားခြားလေးဖြစ်တယ်ကောင်းကြီးမင်္ဂလာလေခန်းစားမှကျွန်တော်မြန်မာပြည်မှာဆိုရင်မြောက်ဖက်ရက်မှာရှိတဲ့မြို့ပြောပါဟေးဆိုရင်မြချီနာပဲကချင်ပြည်နယ်ဒါမြောက်ဖက်ရက်မှာရှိတယ်ဒါကျွန်တော်အားလုံးသိတယ်ကချင်ပြည်နယ်ကကြောက်စိမ့်ထွက်တယ်တကယ် အလွန်ကောင်းတဲ့တန်ရန်ဇာတ်တွေအများကြီးထွက်တယ်။ဘယ်ရမှာရှိလဲ?မြောက်ဖက်ရ။ The for example ပြော။ဒီလိုပဲဂျူးတွေကဘုရားရှိခိုးရင်သူမြောက်ဖက်ရကိုကြည့်ပြီးဘုရားရှိခိုး။ဒါကြောင့်ပြောမလို့နော်။ဘယ်မှာသူတို့ကြည့်ပြီးတော့ဝန်ခံလဲဆိုကျမ်းစာနှုတ်ဝတ်တော်ကိုကြည့်ပြီးသူတို့ဝန်ခံတာမြောက်ဖက်ရ။တော့မြောက်ဖက်ရမှာမဟာမင်းကြီးမြို့တော်ရှိတယ်ဆိုတော့အဲ့ဒါကိုပြောတာ။ တော့ဒီမြောက်ရက်ကိုတို့ချစ်ချစ်ပြီးဖျားရှိုးတာဒါကြောင့်ငယ်ဒီရှမရီမိန်ကလေးကိုသခင်ရှုကတရားဟောတော့ရှမရီမိန်ကလေးကိုသခင်ရှုကပြောတယ်မိဘမှာဖျားရှိုးလေဆိုဟာကျွန်တော်တို့ဘိုးဘီးတွေအားလည်းတောင်ပေါ်တက်တက်ပြီးဖျားရှိုးတယ်အဲသူတိတာဟုတ်ခေဆက်ဆက်ကတောင်ပေါ်မှာတက်ဖျားရှိုးတာနားလည်အောင်ပြောရင်တော့အဲ့မြောက်ရက်ကိုချစ်ပြီးဖျားရှိုးတယ်လို့ပြောရင်လည်းမမှန်ဘူးဒါပေမဲ့အချိန်မှာသခင်ရှုကပြန်ပြောတယ်ဖျားခင်နာဝိညာဉ်ဖြစ်တယ်တဲ့ ဖျားသခင်ကိုကိုးကွယ်တဲ့သူကနမောညာနဲ့လကောင်းသစ္စာနဲ့လကောင်းကိုးကွယ်ရမယ်မေတ္တာပေါ်လဲတက်ဆရာမလို့ဦးတဲ့မြောက်ဖက်ရမချိလဲကိစ္စမရှိဘူးတဲ့ God with us Emmanuel ယေရှုခရစ်တော်ငါဒီသင်တို့နဲ့အတူရှိခဲ့ဖျားပြောချင်တာသင်နဲ့အတူရှိနေမှာလေမင်းရှိတဲ့နေရာနေမကိုးကွယ်လို့ရပြီအဲ့ဒီအချိန်ကိုရောက်လာပြီတရှိအောင်ခရစ်မကန်ကြီးလေးတခန်းလုံးဖတ်ကြတို့ရမှာလားအဲ့ကြောင့်ဒီရှမာရိမင်းကြီးကနားလေသွားတာသူစိတ်ထဲရင်တော့မြောက်ဖက်ရဲ့ကြီးမ တောင်ပေါ်တက်ဖြတ်ခိုးမှဖခင်အနန်းကြောင်းနေလို့သထင်တာဂျူးတွေလည်းယနေ့တိသူတို့ဒီအရာကိုဆွဲလန်းလျက်ရှိတယ်။တပင်သခီရွှတ်ပါပြောလေနေရအနှက်မှာသူရှိတယ်။နေရခတ်သိမ်းုံသိတယ်။တောက်သူကိုကိုွယ်တဲ့သူကနာမညာနာကောင်သစ္စာနဲ့လကောင်ကိုကိုွယ်ရင်သူနာညောင်းပြီးဖြစ်ပြီးမယ်။ဒါကြောင့်ကျွန်တော်တို့ကဘယ်နေရာရောက်ရောက်ဖခင်နာမကိုခေါ်ပြီးထူခေါ်တာနဲ့သူထူတယ်။အကျဉ်းဦးသဘောတူလိုက်တာနဲ့အလယ်မှာဖခင်ရှိတယ်။ နှုတ်သုံးဘုရားနာမသခင်ရှုနာမထောက်ရင်အလဲမှာရှိတယ်ပဲဒီကနေ့ကျွန်တော်တို့ဖုန်းတစ်လုံးကိုကြည့်ပြီးတော့အင်တာနက်ချိတ်ပြီးတော့ဟုတ်နိုင်ငံခြားမှာရှိတဲ့သူနဲ့မြန်မာပြည်မှာရှိတဲ့သူစကားပြောချင်းဖုန်းလေးထောက်လိုက်တာနဲ့သူတို့နှစ်ယောက်ကဒီ messenger ဖြစ်ဖြစ် viber မှာဖြစ်ဖြစ်ဘာဖြစ်လဲမြင်ရဘာထောက်လိုက်ဖုန်းလေးတစ်လုံးကို wifi နဲ့ထောက်လိုက်တာမြင်ရအောင်ဆရာပဲဖုန်းထောက်ထားတာတော့မှ မိုင်ထောင်ပေါင်းများစွာဝေးတဲ့နေရာနဲ့နင်းနင်းလေးလို့ခံစားဒီကနေ့ဖေကလည်းပြောရဲသူ့နာမထောက်လိုက်အဲ့ဒီအလဲမှသူရှိတယ်။တောင်ကျွန်တော်တို့ကဘာလို့လို့ဘသူ့နာမထောက်ပြီးလောက်ရမလဲဖေရားနာမ။မကြောက်နေဆိုတော့ဖေရားကနေရာတိုင်းမှာရှိတယ်အရာခသိမ့်သိတယ်သူအကုန်လုံးပြီးမယ် တော့ယုဒုမျိုးတွေကလည်းသူတို့ရဲ့မြို့တော်ကြီးဒီယေရုရှလင်မြို့ကိုဘုရားသခင်ရဲ့မြို့တော်ဖြစ်တဲ့ကြောင့်ဘုရားသခင်တာဝန်ယူမယ်သူတို့ယုံတော့ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးရဲ့မြို့တော်ယေရုရှလင်မြို့တော်ဖြစ်တယ်တောင်းနေတဲ့ကျွန်တော်အသက်တာလေးယေရုရှလင်မြို့တော်ကဲ့သို့နှလုံးသားကိုအသက်ရှင်ဟုတ်တယ်မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူနဲ့ဆိုင်နေကြအောင်သူကောင်းချီးပေးမယ်သူကောင်းချီးပေးမယ် တောင်းနံပါတ်1ဂျူရီယာဖျက်ရှိခိုးတယ်တောင်ပေါ်တက်တက်ဖျက်ရှိခိုးတယ်နံပါတ်2ဂျူရီယာမြောက်ရက်ကိုချိန်ပြီးဖျက်ရှိခိုးတယ်နံပါတ်3ဂျူလူမျိုးတွေကဘယ်နေရာရောက်ရောက်မြောက်ဖက်မှာရှိတဲ့မြို့နိုင်ငံဒေသကိုသူတို့ကပုံစိတ်ဝင်စားကမ္ဘာပေါ်မှာမြောက်ရက်မှာရှိတဲ့မြို့နိုင်ငံဒေသတွေကထူးခြားမှုရှိနံပါတ်4ကတော့မဟာမင်းကြီးဆိုတာဘုရားသခင်ရဲ့မြို့တော်နားလည်အောင်ပြောရင်တော့ဘုရားသခင်နဲ့ဆိုင်တဲ့မြို့တော်ဟိလို့ပြောပါဆိုဂျေရုရှလင်မှာ တောင်ဘုရားသခင်ကသူနဲ့ဆိုင်တဲ့ကြောင်သူသားသမီးသူချစ်တဲ့သားသမီးသူတာဝန်ယူခြင်းရှိတယ်။တောင်ကောင်းကင်နိုင်ငံတော်ကတော့ဟုတ်တယ်ဘုရားသခင်ရဲ့နိုင်ငံဒါနိုင်ငံတော်ဒါပေမဲ့မြေကြီးကလည်းဘုရားသခင်ဖန်ဆင်းထားတာဒီဖန်ဆင်းထားတဲ့မြေကြီးမှာမှဒီဂျေရုဆလင်မြို့ကိုဘုရားကောင်းချီးပေးတယ်။တောင်ဂျေရုဆလင်မြို့ရဲ့တဲမှာဆိုကျွန်တော်တို့ဟာလာအရှိဘမှာဆိုတန်လွင်တောင်ရှိမယ်။ နောက်ဒီယေရုရှလင်မြို့နဲ့ပတ်သက်ပြီးတော့เนาะမြို့တွင်မြို့ပင်မှာအထူးခြားမှုတွေအများကြီးရှိယေရုရှလင်မြို့ဘာနဲ့မှမတူတဲ့အရာတွေတော့တွေ့ရတယ်။နောက်ဒီယေရုရှလင်ဟာထူးခြားတဲ့မြို့တစ်မြို့ဖြစ်တယ်เนาะယေရုရှလင်ဟာသူများနဲ့မတူတဲ့ထူးခြားတဲ့မြို့ဖြစ်တယ်။မနေ့ကပဲကြောပြောပြတယ်เนาะမြို့ပြမှာဆိုဂေါလာဂေါသဥကောင်းကွန်ရရှိတယ်။ဒီယေရုရှလင်ကနေပြီးတော့เนาะ 10မိုင်သို့မဟုတ်6မိုင်လောက်သွားရင်နော်ဘာရှိလဲဆိုတော့ဘက်လင်ရှိတယ်။အော်ကျွန်တော်အားလုံးသိတယ်ဘက်လင်ဆိုတာခေရှုမွေးတဲ့မြို့ဘက်လင်နဲ့နာဇရက်ကမိုင်80ဝေးတယ်။ဒါပေမဲ့ဂျေရုဆလင်နဲ့ဘက်လင်ကျတော့6မိုင်ပဲဝေးတယ်။နင်းနေလေးပဲနင်းလေးသွားလို့ရတယ်။ဒါကြောင့်လဲဒီမကုပညာရှိတွေကတကယ်ရှုရှိလာပြီးတော့ဖူးတွေးတဲ့အခါမှာ ဒီဘက်လင်ကိုသူတို့ကလွယ်လင့်ကူရောက်သွားတာဂျေရုဆလင်ကနေဘက်လင်ကိုလွယ်လွယ်ကူရောက်ဟီရိုကိုသူတို့ဝင်မေးတယ်ဟီရိုကလည်းမသိဘူးပြက်ဒါပေမဲ့ကျမ်းဝင်ကြည့်မှတော့တွေ့တယ်ဟောဒီယောက်ကြည့်ခြင်းဖြင့်မကုပညာရှိတွေကျေဦးကြည့်ပြီးလာတယ်ဒါပေမဲ့မချင်းသေးဒါပေမဲ့ကျမ်းကြည့်လိုက်မှတော့ချင်းသေးအော်ရောက်ကြည့်ကြမ်းပြင်ကျွန်တော်တို့သက်တာမှာဘာဘာပဲလို့လို့ဘာပဲပြန်ကြည့်ရနှစ်ခွက်တော့တမန်ကျန်းစာကိုကြည့်ရဒီကျန်းစာကြည့်မှအဆင်ပြေတယ်ကျိမ့်သေးတယ် ဒါကြောင့်ကလောလောကူကူပဲလင်အောင်ရောက်ပါတယ်။တောက်ဒီယေရုရှလင်မြို့ကစံတယ်ပဲ။ဒါသခင်ယေရှုခရစ်တော်ကလေယေရုရှလင်မြို့ကိုသူခဏခဏသူပြန်လာတယ်။သူဒီဇိုင်းလက်လက်တာတွေဘယ်မြို့ဘယ်ရွာသွားသွားယေရုရှလင်ကိုပြန်လာတယ်။ဘိမှန်တော်မှာနှုတ်ကွက်တော်ပြန်ပြီးတယ်။ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးလို့ခေါ်တယ်ဘုရားသခင်ရဲ့မြို့တော်ဒီမြို့ဖြစ်နေတယ်။တောက်ခရိယန်သက်တာမှာလေဘဝမှာတခါလေဖျားနဲ့ဝေးခဲ့တဲ့ຢာတွေပါးရှိခဲ့ရှိခဲ့ဘယ်ပဲပြန်လာမှာ နှုတ်ွက်တော်လည်းပြန်လာဂျေရုရှလင်နှုတ်ွက်တော်လည်းပုံဆောင်ကျွန်တော်သက်တာနှုတ်ွက်တော်လည်းဒီတည်းပြန်လာမှတော့အဆင်ပြေခြင်းရှိတာဒီထဲမှာမှလွမြောက်ခြင်းရှိတာတောင်းဒီကနေ့အားပေးခြင်း ਨੇ မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူ့မြို့ကိုတူတာဝင်ယူတယ်အသင်လည်းမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်သာသမီမှန်ရင်သူ့တာဝန်ယူခြင်းကိုပြန်ခံစားဒါပေမဲ့အဲ့သာသမီမှန်တဲ့သူကသာသမီလိုပဲနှုတ်ကပတ်တော်ထဲမှာနေပြီးအသက်ရှင်နေမှာ ခံစားရမှာဖြစ်တယ်။တောင်ဒီဂျေရုရှလင်မြို့သည်မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်မြို့တော်ဖြစ်သလိုအမျိုးမျိုးသောဆုံရှုံပျက်စီးငိုကြွေးဝမ်းနည်းမှုတွေနဲ့အတူတုတ်တန်တစပြန်လို့ဖြစ်သွားခဲ့တဲ့အရာတွေလည်းရှိခဲ့တယ်။ဒါပေမဲ့ပြန်လည်စီကားပြီးကောင်းကြီးပြန်ရမယ်။ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ရဲ့မြို့တော်ဖြစ်နေတယ်။အော်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာလေဆုံးရှုံးမှုနဲ့ကွာတုတ်တန်တစလို့ခန်းချောက်ပြီးပါမရှိတော့တဲ့အရာတွေဖြစ်သွားလေကိစ္စမရှိဘူး။ မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့အဆက်အသွယ်ရှိပြီးထိုဘုရားသခင်ရဲ့ဥဆောင်မှုအောက်မှာနေနေရင်ထိုဘုရားသခင်ရဲ့မြို့တော်လို့ခေါ်တဲ့တဲ့နှလုံးသားကိုဘုရားပြန်တာဝန်ယူခြင်းရှိနေမယ်ဆိုတာအပီးချင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ခြင်းနဲ့ဒါကတော့ဘာလဲဆိုတော့နော်ဒီယောမမြို့မှာနော်ကယ်လီယေဒလို့ခေါ်ရဲနော်ဒီလူတပ်ပွဲသူတို့အမြဲချင်းပါဒါခရစ်တော်မမွေးဖွားခင် ဟို BC ကာလကလေး before christ ကဲကဒါသူတို့ရောမမြို့တော်မှာအများကြီးဒီဂယ်လီလေးဇာနဲ့ပတ်သက်ပြီးတော့လူသက်ပွဲတွေကျင်းပတယ်လူချင်းချင်းသက်တယ်နေ့တိုင်းလူသက်ပွဲကျင်းပပြီးသွားရင်တည်သွားတဲ့သူရရဆက်ဆက်တက်ဖြတ်ပြီးနိုင်တဲ့သူကိုဒီကဲတာဘရင်ကစုချင်းမြတ်တရဖူဆောင်းပေးလိုက်တဏိတော်ခါမှာ ခရစ်တက်ဂရီ၄၄လောက်မှာသူအဲ့လိုလူတက်ပွဲကြီးအကြီးကျယ်ကျင်းပတဲ့အချိန်မှာတယောက်ကတယောက်ကိုကြီးကျယ်တက်ပြီးနောက်တစ်ယောက်ကတီကန်ကြီးရှိတဲ့အချိန်မှာဒီပြိသက်တွေကြီးနေတဲ့အဲ့ပြိသက်တွေတဲကနေခရီးရန်သင်းအောင်ဆရာကြီးတပါပေါ့သူ့နာမည်တယ်လီမကတ်စ်လို့ခေါ်တယ်တယ်လီမကတ်စ်ဒီပုဂ္ဂိုလ်ကချက်ချင်းသွားပြီးအဲ့တတ်တော့မဲ့သူသူတောင်းမှနဲ့မတတ်ပါနဲ့ဒီလူတည်သွားမှသူအလွန်ခံစားနေရ ဟိုကတတ်မဲ့နိုင်တဲ့တယောက်လဲဒေါ်လာတွေထွက်နေသူတတ်မှသူ့ကိုဘာဖြစ်လဲရှင်ဘရင်ကစုပေးမှာလေဒါပေမဲ့ဒီတယ်လီမတ်ကတ်စ်ကပြောတယ်မတတ်ပါနဲ့အဲ့လိုပြောရမလားဆိုအဲ့ဒီကြည်နေတဲ့ဒီလူတတ်ပွဲကိုကြည်နေတဲ့လူတွေအားလုံးကလည်းခဲတွေနဲ့အဲ့ဒီတယ်လီမတ်ကတ်စ်ခရီးအသင်းဆောင်ယူခဲတွေနဲ့ပေါက်တာနောက်ဆုံးနေ့ချုပ်ပြောရင်တော့ သူမတတ်နဲ့လို့တောင်းဆိုတဲ့သူကိုနိုင်တဲ့သူကမတတ်ပဲအဲ့ဒီခရိယံဖုံးတော်ကြီးတယ်လင်မကတ်စ်ကိုတပ်လိုက်တယ်တပ်လိုက်တဲ့အချိန်မှာဒီချိန်နေကြတဲ့သူတွေအားလုံးတိတ်ဆိတ်သွားငြိမ်သွားအဲ့ဒီချိန်မှာပဲနော်ဒီယောမဘယင်ပေါ့နော်ဒီယောမအီဂရစ်ဟိုနိုရီယပ်ဟိုနိုရီယပ်သူအဲ့ဒီမြင်ကွင်းကိုချိန်ပြီးတော့ဒီခရိယံဖုံးတော်ကြီးတစ်ပါးက လူချင်းချင်းတတ်ဖြတ်တာကိုမတတ်စေချင်လို့သူ့အသက်ပေးပြီးသူဒီလောက်တောင်တားသွားရင်ငါတို့ဓာရီဆက်လုပ်လေအလကားပဲဆိုတော့သူနားလေလာပြီးအဲဒီယောမအေဂရေဟိုနိုရီယပ်စ်ကမြားစွာတန်ကြွေကရပြီးအဲဒီလူတပ်ပွဲကိုအိုင်းနီယာစရက်လိုက်တာဒီကနေ့ထိယောမမျိုးမှာအဲဒီလူတပ်ပွဲကြီးရက်တာပေါ့နားလေအောင်ပြောရင်တော့အဲ့ဒီတလင်မကတ်စ်လို့ခေါ်ရခရီးရန်သိန်းဟုံးဆရာကြီးတပားရဲ့ သွားပြီးဟန့်တားပြီးအသက်ပေးပြီးသူများတည်မဲ့ကြားထဲမှာသူသွားအသေးခံလိုက်တာနောက်ဆုံးအဲ့ပွဲကြီးတပွဲလုံးတစ်သက်လုံးရက်တက်ဒါသူခက်ဆက်ဆက်ကဒီတယ်လီမကတ်စကိုနော်ဂုံယူလေးစားပြီးတော့အောင်းမိသတိရကြအကိတူသာအဲ့ပွဲမှာသူသွားပြီးရက်တမှုမလောက်ခိုင်းရင်ယနေ့ဒီအဲ့ပွဲရှိနေဦးမှာလူသက်ပွဲဒီလောကကြီးမှာလူတွေက တတ်တာပဲစဉ်းစားတာဒါပေမဲ့ခုကျွန်တော်တိလာတယ်မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကလူကယ်ဖို့စဉ်းစားတာအဲ့ဒီမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ကျွန်တော်ပတ်သက်တဲ့သူတွေကလည်းကျွန်တော်ကယ်နှုတ်တော်သူဖြစ်ရသူများကျွန်တော်နှုတ်နဲ့တတ်တဲ့သူအသက်တာနဲ့တတ်တဲ့သူလက်နဲ့တတ်တဲ့သူအမျိုးမျိုးတတ်တဲ့သူမဖြစ်ပဲကျွန်တော်ကယ်တော်သူဖြစ်ရဘာလို့လဲဆိုမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူ့မြို့တော်ဖြစ်တဲ့ယေရုရှလင်သွားပြန်ခဲ့မှာ ဒါကြောင့်ကျွန်တော်ကဒီမှာအမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ဆက်ဆက်နေတဲ့သူတွေကကျွန်တော်ရှိနေတဲ့နေရာမှာတတ်တဲ့သူမဟုတ်ပဲဘာဖြစ်ရမလဲကဲနှုတ်ဖို့သူဖြစ်ရအဲဒါထိုမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကအလိုရှိတယ်တောင်ဒီကနေ့မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင် ਨੇ ပတ်သက်တဲ့သင်နဲ့ကျွန်ုပ်ကလောကသားတွေလို့ ဆုံးရှုံးမှု သွားတဲ့အရာပေါ်မှာပဲအခြေခံတာလားဒါမှမဟုတ်ကဲနှုတ်ချင်းကို သွားတဲ့အရာပေါ်မှာဦးစားပေးတာလားစဉ်းစားဖို့ဖြစ်တယ်။ဒါကြောင့်ခုနတယ်လီမာကတ်စ်လို့ခေါ်ရဲခရီးရန်သေုံဆရာကြီးတပားရဲ့သူ့အသက်ကိုစည်းရီးပြီးတော့မတက်ပါနဲ့ဗျာလို့ဝင်တောင်းပန်သွားတဲ့မြင်ကွင်းကိုကြည့်ပြီးဟိုနိုရီယပ်စ်ကယောမအီဂရီယာအိုက်ပွဲကိုလုံးဝရက်ခိုင်းလိုက်တာ။တတ်ချက်ထည့်ပြီးသွားတယ်။ဒါပေမဲ့အန်ဒီခရီးရန်သေုံဆရာကြီးအသက်ပြေးလိုက်ရတယ်။ ဒါပေမဲ့တမိုင်းချံပေါ့ဒီနေ့လောကမှာလူတွေကအမျိုးမျိုးတပ်ဖြတ်ဒုက္ခတွေပြီးနေတဲ့အချိန်မှာကျွန်တော်တို့ကမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ပေါင်းစည်းပြီးရှိတဲ့နေရာမှာကယ်နှုတ်တော်သူများဖြစ်ပါစေလို့အားပေးရင်းဒီကုန်းချုပ်လို့လေကျွန်တော်ဒီရောက်ချင်းစီတိုင်းဖြတ်ရှင်းတာပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ဂျင်ညာဆရာကတော့နတ်ဖန်တောက်ချာနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာကျွန်တော်ပြန်လေးတွေ့ဆုံမှာဖြစ်တယ်ကျွန်တော်နတ်ဖန်စပြီးကျွန်တော်လာမယ့် Sunday မှာမိခင်များနေ့ ရှိတဲ့တကြောင်ကျွန်တော်နှစ်ဖန်ဆက်ပြီးတော့နောက်တောက်လျှောက်ပေါ့နော်အမျိုးသမီးစံစာမှာအမျိုးသမီးနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်ထောက်ပေါ်မှာဖြစ်တယ်တုတ်တန်ဆရာပေါ်ပြရတယ်မိုက်တော်အမျိုးသမီးပညာရှိတဲ့အမျိုးသမီးစသဖြင့်ဒီအကြောင်းအရာတွေကိုကျွန်တော်စင်ကြယ်လေ့လာမှာဖြစ်တယ်အလွန်လေးသိသိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒါကိုကျွန်တော်နှစ်ဖန်ညဏ်ကြီးကနေစပြီးတော့စံစာမှာလေ့လာတော့ဒါမိခင်တွေကိုဂုံပြုတော့အားဖြင့်စံစာမှာကောင်းတဲ့အမျိုးသမီးရှိတယ်ဆိုးတဲ့အမျိုးသမီးရှိတယ်ပညာရှိအမျိုးသမီးရှိတယ်မိုက်တော်အမျိုးသမီးရှိတယ် ထူးခြားတဲ့မျိုးသမီးရှိတယ်။စိတ်ကြိုက်အသက်ရှင်တဲ့မျိုးသမီးတွေလည်းရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးနှစ်ဖန်ညဏ်ညာစပြီးကျွန်တော်လေ့လာမှာဖြစ်တယ်။ဒါကြောင့်အားလုံးပဲနှစ်ဖန်ညဏ်ညာပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့ဒီကနေ့နေ့စဉ်နှစ်ခွတ်တော့ခွန်အားယူကြည့်ရှုတဲ့သူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ညစ်သက်ချင်းရှိပါစေ။ God bless you all. Sit down ကောင်းချီးခံယူကြပါစို့။ခမီးတော်သားတော်သရှင်သောဝိညာဉ်သုံးပါးဆုဖြတ်ထံတော်ပါမကောင်းချီးဖြတ်ပြသည်။ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောကဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူများ ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းနဲ့တကွမြန်မာပြည်မှာငလင်ပြီးတင်သောသူများပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးလိုအပ်တဲ့အရာတွေဖျက်ရှင်သာပြီးထောက်ပံ့ခြင်းပြိုပြတ်သွားတဲ့အသင်းတော်တွေအဆောက်အဦတွေပြန်လည်တည်ဆောက်နိုင်ဖို့ဖျက်ရှင်အကောင်းဆုံးလိုအပ်တာတွေပြင်ဆင်ပေးခြင်းနဲ့တကွယေရုရှလင်မြို့ကြီးမိနဲ့ပတ်သက်ပြီးပြင်းထန်စွာခံစားရပေမဲ့ဖျက်ရှင်ရဲ့လက်တော်ကွယ်ကဆောင်းမခြင်း မိဘကြောင့်ဆုံးရှုံးသွားတဲ့သူတွေရဲ့အိုးအိမ်တွေတော့ဖျားရှင်တာဝန်ယူခြင်းနဲ့တကွာသူတွင်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံမှာဖြစ်ပေါ်လာနိုင်တဲ့ဘေးဘရတွေကင်းဝေးလေတနိုင်ငံနဲ့တနိုင်ငံမြစ်တာတရားနဲ့ပြန်လဲပြီးတော့ငြိမ်သက်အေးချမ်းခြင်းနဲ့တကွာကဘာကြီးမှာစစ်ပွဲတွေရတန်းလေလူသားချင်းချင်းမြစ်တာနဲ့သက်ဆိုင်ပြီးတော့တယောက်နဲ့တယောက် မေတ္တာပေါ်မှာအခြေခံတဲ့ကောင်းကြီးမင်္ဂလာဖျားဖျားတို့သည်ကုဆတ်စေသလိုကဘာကြီးမှာစစ်ပွဲတွေရပ်တန့်ခြင်းတဘာဝဘေးရန် ဖောက်ပြန်မှုတွေဖေရှားခြင်းဖြစ်ပေါ်လာနိုင်တဲ့ဘေးဥပတ်တွေကိုတော့ကွယ်ကာခြင်းနဲ့တကွာမကောင်းမသိတဲ့အမှုရာအလုံးစုံမှကွယ်ကာလျက်ဖခင်ရဲ့လက်တော်ကွယ်ကာဆောက်မှခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တကောင်ယနေ့မှစပြီးကာလအစမြဲ ကောင်းကြီးဖျားဖျားတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတင်ပါလေယေရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့စကန်တိုင်းတွေ့